ဓမ္မထဝတ်တရားဆုံးဖြတ်သော အမတ်ကြီးတို့ဝိထုနာဒေနာ ဟောတိအစရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်သေရဝန်ကြောင့်တော်၌နေတော်မူသည်တရားဆုံးဖြတ်သောအမတ်ကြီးတို့ကိုအကြောင်းပြု၍ဟောတော်မူလေ၏ယနေ့တနယံတို့သည်တာဝတိပြီးမြောက်ဘဒကာနီး၌ဖြစ်သောယောဟန်၌ဖန်လို့ငါလှည့်လေပြီးလျင် စွန်ကန်ရွာမှဖဲကုံသည်ဖြစ်၍မြို့တော်၏အလယ်၌အကြောင်းသို့ပြန်လာကြကုန်စဉ်ထိုခဏ၌မိုးသည်တက်၍ရွာချလေထိုရန်တို့သည် ရှေ့ရှုမြန်မာ၌ဖြစ်သောတရားဆုံးဖြတ်ရာရုံးသို့ဝင်ကြသည်ဖြင့်တရားဆုံးဖြတ်သောအမတ်တို့တသိုးလက်ဆောင်ယူလျက်ဥษาရှင်တို့ကိုဥษาရှင်မဟုတ်ဟုဆုံးပြုလို့ဆုံးဖြတ်ကြသည်တို့ကိုမြင်ရလျင်ဤမတ်တို့ကအလွန်တရာမတရားကုံဖော်တကား ငါတို့ကဤသူတို့သည်တရားသဖြင့်ဆုံးဖြတ်ခြင်းကိုပြုလုပ်ကြကုန်ဟုအမှတ်ရှိကြကုန်၏ဟုကြံပြီး၍မိုးရွာခြင်းကင်းလက်သည်ရှိသောအကြောင်းတော်သို့သွား၍မြတ်စွာဘုရားကိုရှင်ကိုပြည်လျင်တင်းရလျောက်ပတ်သောရဲ၌နေကုန်လျက်အထူးအကြောင်းကိုဆောက်ကြကြလေကုန်၏မြတ်စွာဘုရားသည် ရှင်သာယံတို့ရှိခင်ခြင်းသာသီတို့၏အလိုတို့လိုက်ရှင်းရှိကုန်သည်ဖြစ်၍ချွချွရင်ပြောဆိုခြင်းဖြင့်တရားကိုဆုံးဖြတ်တော်သူတို့သည် တရား၌တည်သောသူတို့မမီကိုအပြစ်ကိုညံဖြင့်တတ်ဝင်စီစီ၍သာလျင် အပြစ်အားလျော်သောချိုးရင်သောစကားကိုမပြောဆိုချိုးရင်သောစကားကိုမပြောဆိုသည်ဖြင့်ဆုံးဖြတ်ခြင်းကို ပြုကုန်သောသူတို့သည်သာလျင်တရား၌တည်သောသူတို့မိကုံဤဟုမိန်တော်မူ၍ဤခါရာတို့ကိုဟောကြားတော်မူလေ၏နာဒေနာဟောတိဓမ္မထောယေနထံသဟတာနယေ ယောသာအထအအနထင်းသာဥဘောနေသယဥဘောနေသယပန္နိတောအတဟာသေနာဓမ္မေနာသမေနာနာယတိပရိဓမ္မသာဂௌရောမိရာဝီဓမ္မထောတိဘောသတိယေနာကျင်သောအကြောင်းကြောင့်အထံရောက်လာသောသုံးပြအသောအကြောင်းအရာကို သာသာချွတ်ချွတ်ရင်ရင် ပြောဆိုခြင်းဖြင့်နေရေးသုံးပြရာဤသေထူထူသောကြောင့်ကြောင့်ဓမ္မတော်တရား၌တည်တော်သူမြည်သည်နာဟောတိမဖြစ်ရှ िख င်ခြင်း၌တည်၍ဆွေမျိုးဟုမိဆွေဟုချွတ်ရင်သောစကားတို့ကို ဆိုလျက်ပြည့်စည်ခြင်းမဟုတ်ဘဲပြည့်စည်ခြင်းဟုပြုလို့ဤသောသာ၌တည်၍မိမိ၏ရန်သူတို့အားရှုရင်သောစကားကိုဆိုလျက်ပြည့်စည်ခြင်းကိုပင် ပစ္စည်းရှင်မဟုတ်ဟုပြုလို့၍မောဟ၌တည်၍တသောယူသည်ဖြင့်ဆုံးဖြတ်သောအခါတခြားနှလုံးသွင်းတဲ့ကဲ့သို့ထိုမှဤမှကြည့်ရှုကာချုံရင်းသောစကားကိုဆိုလျက်ဤသူနိုင်သည်ဤသူရှုံးသည်ဟုတပါသောသူကိုဖယ်ထုတ်၍ဖယ်ထုတ်၏ကြောင့်ရှင်၌တည်၍တသောတရားသောအစိုးရသောသူရှုံးတော်လေအနိုင်သို့ရောက်စေ၏ဤတရားသူကြီးသည်ချိုရင်သောတကားကို ဆို၍တရားဆုံးဖြတ်သည်မြည်၏ဆုံးဖြတ်တင်သောတရား၌တည်တော်လဲ တရား၌တည်တော်သူမမိဟုလိုယောသာပန္တိတော်ခြင်းပညာရှိတော်သူသည်ကအထင်းစဟုတ်မှန်သော အကြောင်းကို၎င်းအနတ်ထင်းသာမဟုတ်မှန်သောအကြောင်းကို၎င်းဥပ္ပနဘတို့ကိုနှိမ့်စေဆုံးပြတ်၍ဝရတိဆိုရ၏အဒါဟသေနမရှုမယွင်ပြောဆိုခြင်းဖြင့်ဓမ္မေနဆုံးပြတ်ကြောင်းတရားဖြင့် သမေနာအပြင်းအားလျောသဖြင့်ပရိသူတော်တို့ကိုနယတိနိုင်ခြင်းရှုံးခြင်းတို့ရောက်စေ၏ဓမ္မတတရားကိုဂုတော်ဆောင်ရောက်တတ်သော မေဓာဝီထက်မြတ်သောဓမ္မောသပညာဖြင့်ပညာရှိသော သောဗန္ဒီတော်ထိုပညာရှိသောသူကိုဓမ္မထောတိတရား၌တည်တော်သူ၍ပေါသတိဆိုအပ်၏ ဒေသနာတော်ဤအဆုံး၌များစွာသောသူတို့သည်သောတာပတ္တိဘုရားသည်တို့သို့ရောက်ကြလေကုန်၏တရားဆုံးပြတ်သောအမတ်ကြီးတို့ဝိထုပြီး၏